တဲဆွငိန်ထက်တနေငယ်ပဲမဲ့ရေချင်တွေပိုပြေးသွားတယ်လို့ချီကျူးခံနေရတဲ့ခီစာခင်ပြိတက်ကြည့်လို့ရင်ခီစာခင်အားဆိုရင်တော့အိန္ဒိယမှာကျင်းပတဲ့ Miss World 2025ကိုတရားထဲသွားရရှင်ပြိုင်နေရပဲဖြစ်ပါတယ်တဲဆွငိန်လိုပဲအသက်18နှစ်အရွယ်မှာနိုင်ငံတကာပွဲကြီးကိုသွားရရှင်ပြိုင်ခဲ့တာချင်းတူပေမဲ့မင်းသမီးလေးလိုအကူရေပြင်းနဲ့ပြိုင်ပွဲဝင်ခဲ့တဲ့တဲဆွငိန်နဲ့အကူမပါပဲတရားထဲရင်ကျက်စွာ ရှင်ပြိုင်နေတဲ့ခီစာခင်ကတော့စီနဲ့ရေလိုကွာချလွန်လာပါတယ် ကစားကင်ကလက်ရှိမှာ great dance ဆောင်သူတူဖြစ်ပြီးတော့တမိုင် idol ကတော့တဲဆွငင်းဖြစ်ကြောင်းသိရပါတယ်။တမကမမတဲတဲကိုအတူယူပြီးနိုင်ငံကုံဆောင်နိုင်အောင်ကြိုးစားမယ်လို့ဆိုပါတယ်။ဆရာထွက်ကလည်းကစားကင်ကတဲတဲလိုပဲငယ်ရွယ်ထက်မြတ်ကြောင်းပြောပါတယ်။မနစ်ကထိုင်မှာပြဇနာရီတက်ခဲ့တာကြောင့် National Director တူဖြစ်တဲ့ဆရာထုကခီစာခင်နဲ့အတူအိန္ဒိယကိုလိုက်ပါခွင့်မရခဲ့တာပဲဖြစ်ပါရင်ဆရာထုကိုယ်တိုင်ကလည်းတည်တည်နာမှာပဲကနေချင်ပုံရပြီးလိုက်ချင်ပုံလည်းမပေါ်ပါဘူး တိုင်မဲလဲဆရာသူတို့မပါဘဲသွားပြိုင်နာတော့ခီဆာခင်ကတယောက်တည်းတောက်ပါနေတာချီကျူးစရာပဲဖြစ်ပါတယ်။သဲဆွန်ရင်ရှင်ပြိုင်တို့ကတော့နိုင်ငံအတွက်အကူအညီဖြစ်စေမဲ့ project မလုပ်ခဲ့တာကြောင့်မိဘပြည်သူတွေရဲ့မေတ္တာပို့တာကိုခံခဲ့ရသူဖြစ်ပါတယ်။ခီဆာခင်ကတော့ငလျင်ဘေးတန်တင်တွေကိုကူညီပေးခဲ့တဲ့ပုံတွေကို project ပြုလုပ်ပြီးတင်ဆက်ခဲ့တာကြောင့် Miss World အဖွဲ့အစည်းကြီးရဲ့ CEO ကိုယ်တိုင်ကတော့ချီကျူးနေတာဖြစ်ပါတယ်။ ခိဆာခင်ဟာ CEO ဖြစ်သူဂျူလီယာမော်နဲ့စကားပြောခွင့်လည်းရခဲ့ပါသေးတယ်။ဂျူလီယာမော်နဲ့တွေ့ဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။အရာကိုတော့မှ18နှစ်အရွယ်ခိဆာခင်ကယုံကြည်မှုရှိရှိနဲ့တွေ့ဆုံပြီးစကားလက်ဆုံမှကြားခဲ့တာဖြစ်ပါတယ်။ခိဆာခင်ရဲ့ချီးကျူးစရာလို့ရကြောင်း Miss World အဖွဲ့အစည်းရဲ့ CEO Julia Molly ကိုရင်းမြန်မာပြည်အလဲလာပြီးကူညီပေးမယ်ဆိုပြီးလဲကတိပေးခဲ့တယ်လို့သိရပါတယ်။ Senior ဖြစ်သူမိမိကလည်းကိန်းကြီးဝတ်ဆောင်လေးဝတ်ထားတဲ့ခိဆာခင်ကိုမြင်ပြီးတော့ နေရှင်နယ်ကော့စတန်နဲ့ထွက်လာတဲ့အချိန်မှာခီဆာကအရန်တောက်ပါနေတယ်။ပြန်လာရင်အောင်မြင်ပြီးစွတ်တခုခုရလာမယ်လို့မျှော်လင့်ထားတယ်။ခီဆာခင်တယောက်အဝတ်တွေတိတ်နေရကိုကြည့်ပြီးတယောက်ထဲပြန်ခေရတဲ့ကုကုကိုပြန်မြင်အောင်မိတယ်။မျက်ရည်တော်ဝဲမိတယ်လို့ဆိုပြီးအတန်ငငယ်လေးနဲ့အိန္ဒိယထိသွားရတော့ဆရာထုရွေးတာမှမဟုတ်ဘူးအရန်တော်တယ်လို့လည်းခြစ်တူထားပါတယ်။ အစပိုင်းကတော့ခီစာခင်ကက်ဝါရှောက်တာတဲဆွညင်းလာမတော်ဘူးဆိုတဲ့ဝေဖန်မှုတွေကိုခံခဲ့ရပေမဲ့အလုံးနဲ့တက်သေးပြကအကောင်းဆုံးစူးစားရှင်ပြိုင်နေရကြောင်းရလက်ကောင်းတွေရလာတာပဲဖြစ်ပါတယ်ကြပြင်းတမရဲ့ပေါင်းတင်ဆက်ဆိုင်ကောင်းမှုကြောင့်လည်းမြမအလမဲအနေနဲ့အားပေးသူတွေပုံမများပြလာတာကိုလည်းတွေ့ရပါတယ် ခေစာခင်ကိုရိုင်းကလည်းဒီနေ့မစ်ဘောမှာသူမကအတန်ငယ်ဆုံးဖြစ်ကြောင်းနိုင်ငံကိုစာပြူနေနဲ့သွားရတာမလို့အရန်တာဝန်ကြီးပေမဲ့မြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားသွားပါမယ်လို့ဆိုကမြန်မာရဲ့တမိုင်းကြောင်းရင်ကျေးမှုအလုံးကိုကဘာကတီအောင်ခေစာနဲ့တူချပြသွားမှာပါလို့ယုံကြည်မှုအပြည့်နဲ့ပြောကြားထားပါတယ် နိုင်ငံတကာစစ်မြေထက်မှာကလေးဆန်ခဲ့တဲ့တဲဆူငင်းနဲ့မတူတဲ့အပြုမူတွေကြောင့်ချီတုခံနေရတဲ့အလားမဲ့ခေစာခင်တယောက်မြန်မာနိုင်ငံအတွက်အောင်မြင်မှုတွေတင်ပိုက်ပြီးပြန်လာမလားဆိုတာကတော့အချိန်ကပဲဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်